င်းပါရှင်။အောက်တိုဘာ28ရက်နေ့ထိုင်းအလုတ္တမဝင်ကြီးဌာနထုတ်ပြန်ချက်။ရွှေ့ပြောင်းအလုတ္တမများအတွက်မြည်သူမြည်ဝါဖြစ်ကြောင်းတက်သေးခံလက်မှတ် CI စာအုပ်တက်တန်တိုးပေးတဲ့လုပ်ငန်းစဉ်ကိုလာမယ်။ဒီဇင်ဘာ23ရက်နေ့အထိတိုးမြင့်ဆောင်ရွက်ပေးမယ်လို့ထိုင်းအလုတ္တမဝင်ကြီးဌာနကပြီးခဲ့တဲ့အောက်တိုဘာ28ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါလေ။ဒီ CI လုပ်ငန်းစဉ်ဟာထိုင်းနဲ့မြန်မာပူးပေါင်းကနှစ်နိုင်ငံသဘောတူညီမှုနဲ့ဆောင်ရွက်တာဖြစ်ပြီး ်ရွှေပြောင်းအလုသမားတွေအတွက်တတိခန့် CI လက်မှတ်ကိုပြီးခဲ့တဲ့ August 6ရက်နေ့ကနေစပြီး November 6ရက်နေ့အထိသာလှုပ်ဆောင်ပေးဖို့သတ်မှတ်ထားရမှာမပြီးပြတ်သေးနိုင်တာဒီကြောင့်ဒီဇင်ဘာ23ရက်နေ့အထိအချိန်တိုးချဲ့ပေးလိုက်ကြိုင်းထိုင်းအလုသမားဝင်ကြီးဌာနညွှန်ကြားရေးမှူးချုပ် Fish ထောင်ပန်းကဆိုပါတယ်ရွှေပြောင်းအလုသမားများအချိန်မီဆောင်ရွက်နိုင်ရန်နဲ့တရဝင်းအလုသမားများဖြစ်စေရန်တွားရောက်ရမည် CI Center စမှုစခွန်စမှုပရာကန်စီရထာနီချင်းမိုင်ခရိုင်နေမှာဖွင့်လက်ပေးထားတာဖြစ်ပြီးထိုင်းနိုင်ငံပေါင်ပိုင်းကပိခရိုင်မှာလည်းမိုဘိုင်းယူနစ်တစ်ခုကို အောက်တိုဘာ10ရက်နေ့ကတိုးချဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်ဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲတခြားသောထိုင်းအစိုးရမှထုတ်ပြန်တဲ့ဥပဒေနဲ့အခွင့်အလမ်းဆိုင်ရာတည်င်းထုတ်ပြန်ချက်များကိုကျမတို့ရဲ့ MIC Migrant Information Center Facebook page ကနေလည်းဆက်လက်ပြီး ဆောင်ကြည့်နိုင်ပါတယ်ရှင်။အားလုံးပဲဘေးဥပတ်အနေနဲ့ရန်ဆွဲအတွေ့အကြုံမှကင်းဝေးပြီးကျန်းမာရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။ကျမကားလည်းစီစဉ်ပါ။